အလုံးအလုံးပဲမင်္ဂလာပါအာကျွန်တော်ဗာပြောလဲဆိုတော့ဒီဗနောအခုဆိုရင်ဒီ retail car တွေ retail cycle တွေဖမ်းကြတာဗောနောတချို့ဆိုရင်ဒီ TikTok ပေါ်မှာကျွန်တော်တွေ့ရတာဗောနောအဲ data license လေးတွေလုတ်ပြင်ကောင်းမှာပဲဗောနောအဲ့လိုမျိုးပြောကြတာတွေတွေ့တာဗောနောအဲ့တော့ဒီအဲ့လိုမျိုးမတောင်းဆိုပါနဲ့ဗောနော ဘာဖြစ်လို့ကျွန်တော်အဲ့လိုမျိုးပြောလဲဆိုတော့တကယ်လို့အဲ့လိုမျိုးတောင်းဆိုလို့ရတယ်ဆိုရင်မနော်ဒီလိုမျိုးအခြေအနေရောက်မှာမဟုတ်ဘူးနော်အဲအဲ့ကြောင့်မလို့ကျွန်တော်မတောင်းဆိုပါနဲ့လို့ပြောတာပါနော်ကျွန်တော်တို့ဆိုရင်ဒီအဲပြီးခဲ့တဲ့ဒီတနည်းလောက်ပါနော်ဒီလီလာရှိုးစစ်မဖြစ်ခင်တော့ပါနော်အဲ့ချိန်တော့ဆိုရင်ဒီကျွန်တော်ဒေတာမှာပါနော်မိတွေအဲပြတ်တော့ပြတ်တော့လေးနဲ့ လာနေတာပေါ့နော်အဲလာရှိုးလဲစစ်ဖြောပေါ့နော်မိကလုံးဝခုတည်းထိမလာပေါ့နော်ဒီအဲတနစ်လောက်ရှိနေပြီပေါ့နော်မိမလာလားတော့အဲကျွန်တော်ဒီခါတိုင်းကျတော့ပြတ်တောက်ပြတ်တောက်လေးလာလဲဆိုတော့ကျွန်တော်ထမင်းချက်ဟင်းချက်ဆိုရင်အဲကျွန်တော်ဒီမိလာတဲ့ချိန်မှာပြေးပြီးမှထမင်းချက်ဆရာရှိတာပြေးချက်တော့ပေါ့နော် ပြီးတော့လဲဒီချက်ဆက်ရှိတာပြုတ်ဆရာရှိတာမိလာတဲ့ချိန်တုန်းအဲအပြေးလွားပေါ့နော်အဲ့လိုမျိုးလောက်ကြတယ်ပြီးတော့လဲအဓိကအဖြစ်ရေပေါ့နော်ရေတွေပါလဲတင်ကြတယ်ပေါ့နော်အများအဖြစ်အဲ့လိုမျိုးလောက်ကြတယ်မိလာပြီဆိုရင်ပေါ့နော်နောက်ပိုင်းကျတော့ဒီလာရှိုးစစ်ဖြစ်ပြီးတော့မိရလုံးဝမလာတော့ပေါ့နော်အဲ့တော့မိမလာတော့ကျွန်တော်ထမင်းချက်ဟင်းချက်အတွက်ကတော့ကျွန်တော်နယ်ပဲဆိုတော့ဒီ ကျွန်တော်ဒီမီးသွေးတို့နဲ့ထင်းတို့ကအဲ့လောက်ရေးလဲမရှားဘူးเนาะပြီးတော့လဲအဲ့လောက်ရေးလဲဆေးမကြည့်ဘူးဆိုတော့ကျွန်တော်အာမီးထင်းနဲ့မီးသွေးတွေအဓိကတုံးဝင်းမှကျွန်တော်ချက်လို့ရတာဗောနော်ဒါမဲ့ဒီရေတင်းနဲ့နေရာမှာကျွန်တော်ကျတော့အဝီစီပေါ့နော်ရေသွင်းနဲ့အိမ်ဆိုရင်တော့တိတ်မခက်မခက်ဘူးနော်တကယ်လို့မိမလားအောင်မိဆက်မရှိလဲအဲဒီတိုင်းပဲအဲခပ်ပြီးမှတုံးလို့ရပါဘူးနော်ဒါမဲ့တချို့အိမ်ပေါ့နော်ကျွန်တော်အိမ်အပါဝင်ပေါ့နော်ဒီအဝီစီဖြစ်တဲ့အတွက်ဒီ မီးမရှိဘူးဆိုမြားပေါ့နော် ရေတော့ရှိတယ်မီးမရှိဘူးဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီဘာလို့ရလဲဆိုတော့ကျွန်တော်လည်းအမ်မရှိမရှိမဲ့ပေါ့နော်ကျွန်တော်စီမဝူးလိန်တလုံးရှိထားတယ်အဲဝူးလုံးအဲ့ဒီဝူးလိန်16နဲ့ပေါ့နော်အဲ့ဒီ22ကောင်ပြောတော့ပေါ့နော်ဝူးလိန်ဆိုတာဒီလိုမျိုးလက်နဲ့နိုးရတဲ့လက်နဲ့နိုးရတဲ့ဆက်ပေါ့နော်အဲ့ဒီဝူးလိန်16နဲ့ ကျွန်တော်ရောက်ခမစီကဒိုင်နမိုလေးနဲ့တွဲပြီးမှအဲ့လိုမျိုးရည်တင်လို့ရအောင် ကျွန်အဲ့လိုမျိုးစီစဉ်ရတာပေါ့နော်ဒါလို့ပြောချင်တာကကိုယ့်ရဲ့အခက်ခဲပေါ့နော်ကိုယ့်ရဲ့အခက်ခဲဒါပေမဲ့တချို့သူတွေကြတော့ဒီထက်မကခက်ခဲတာကျွန်တော်နားလေတယ်ဒါပေမဲ့ကျွန်တော်အဲ့မျိုးလို့ရတော့ကျွန်တော်ပါစိတ်ထဲမှာတခုဝင်လာပေါ့နော်ကိုကဒီလိုမျိုးပေါ့နော်မိမလာလဲကိုကတခုမဝင်တခု ကိုယ့်အတွက်အဖြေရှာပြီးမှ ရုံးထွက်ရတာပေါ့နော်ပြီးပြီးဆိုရင်လည်းအဲကိုကပုံပြီးမှ strong ဖြစ်တယ်လို့ကိုယ့်ကိုခံစားမိတယ်ပုံပြီးမှတမာလာတယ်လို့ကျွန်တော်ကိုယ့်ကိုခံစားမိတယ်ကျွန်တော်ဒီအဲခံခဲ့ရတာလည်းမနေတော့ဘောနော်အဲကျွန်တော်ဒီတွေ့ခဲ့တဲ့ဒီအဆိုးတွေလည်းမနေတော့ဘောနော် အဲအရင်တော့ဆိုရင်ကိုဗစ်ပေါ့နော်ကိုဗစ်ပြီးရင်ရေပေးတို့ငလင်ပေးတို့အာဆုံးစီနေရပဲပေါ့နော်ကျွန်တော်မြန်မာနိုင်ငံတွေခံစားခဲ့ရတဲ့ဒီအဲဒုက္ခတွေပေါ့နော်တချို့ဆိုရင်စစ်ပေးတို့ပေါ့နော်တချို့ဆိုရင်အိမ်တွေပါရှုံရှုံနေပေါ့နော်အဲကိုအိမ်ကိုကိုမပြန်မနေနိုင်ဘူးပေါ့နော်အဲ့ဒီကြားထဲမှာတော်တော်လေးကိုအဲရုန်းကန်ခဲ့ရတာပေါ့နော်ကျွန်တော်ကျွန်တော်ကြည့်ပဲမဟုတ်ဘူးပေါ့နော်တချို့လူတွေဆိုရင်ပိုတော့ဆိုးတယ်ပေါ့နော် ျွန်တော်ကျတော့ဒီကွက်ကြံလေးအနေနဲ့ဒီစစ်ကလည်းဒီလာရှိုးစစ်ဖြစ်တော့ကျိုးကျွန်တော်နေရာကျွန်တော်နည်းနည်းလေးပဲကတ်လွတ်သွားတာပေါ့နော်ဒါပေမဲ့လွတ်သွားတယ်လို့လည်းပြောလို့များတယ်ဘူးနော်ဒီအခြေအနေကတော့ဒီပုံတီတော့ပြောလို့များဘူးနော်အဲပြောချင်တာကတော့ကျွန်တော်ဒီဒီလောက်ခံခဲ့ရပြီပေါ့နော်အဲနောက်အဲနောက်ရှိလာမဲ့ဒီ အခြေအနေတွေလည်းဘယ်တော့မှမပြောနိုင်ဘူးเนาะပြီးတော့လည်းဒီ TikTok ပေါ်မှာဗောနော်ခုနကကျွန်တော်ပြောလို့လို့ဗောနော်အဲဒီလိုမျိုးတောင်းတာကအာမတောင်းတင်တော့ဗောနော်ဘာဖြစ်လို့ကျွန်တော်အဲ့လိုမျိုးပြောလဲဆိုတော့အဲတောင်းလဲရမှာမဟုတ်ဘူးဗောနော် ပြီးတော့လည်းကိုကလည်းတောင်းစားမဟုတ်ဘူးဗောနော်ကျွန်တော်ဒီခုကျွန်တော်ဗီဒီယိုကြည့်နေတဲ့ဒီတငယ်ချင်းမိတ်ဆွေတွေကိုကျွန်တော်ပြောချင်တယ်ကိုက တောင်းစားမျိုးတွေလည်းမဟုတ်ဘူးဗောနော်ကိုက ခံခဲ့ရတာတွေများနေပြီအဲထဲကတင်ခန်းစားတွေယူပြီးမှကိုကိုပို့ပြီးမှရင့်ချအောင်ကိုကိုပို့ပြီးမှအဲတာမာလောင်စတောင်းဖြစ်အောင်ပဲတိဆောက်ပါပြီးတော့လဲဒီစင်းရဲချမ်းတာဗောနော်လူစင်းရဲလူချမ်းတာဒီတယောက်နဲ့တယောက်အပြစ်တင်နေမဲ့အစားဗောနော်အဲကျွန်တော်လက်တွဲညီညီလေးနဲ့ညာပါပြတ်တာပါပြတနာမဆိုဘူးเนาะပါအခက်ခဲမဆိုအဲတယောက်နဲ့တယောက်နားလည်မှုလေးတွေပေးပြီးမ ကူညီကြမယ်ရိုင်းပင်းကြမယ်ပေါ့နော်အဲအဲ့လိုမျိုးတွေလှုပ်ကြရင် ပိုကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ပြီးပြီးဆိုရင်လည်းကိုကိုပုံမှန်တာမအောင် strong ဖြစ်အောင်ကိုကိုပုံမှန်အားကိုပါတခြားသူတွေအားမကိုပါနဲ့ပေါ့နော်အဲကျွန်တော်တော့အဲ့လိုမျိုးပြောချင်ပါတယ်အဲအခြေအနေဆိုတာလည်းပေါ့နော်ကောင်းတဲ့အခြေအနေကနေဆိုးတဲ့အခြေအနေချက်ချင်းရောက်တာ ရောက်သွားတာတွေလည်းရှိနိုင်တယ်လို့ဒီလိုမျိုးဆိုးတဲ့အခြေအနေကနေပြီးမှဒီလုံးဝကောင်းသွားတဲ့ အခြေအနေလည်းအဲဖြစ်သွားနိုင်တယ်ဗောနော်အဲကြောင့်မလို့ဒီအခုဗီဒီယိုလေးကတော့ဒီအားပေးစကားအနေနဲ့ပဲကျွန်တော်ပြောချင်တာဗောနော်အဲဘာလို့မဆိုသူ့အခက်ခဲနေသူအဲရှိပါတယ်ဗောနော်တထေးဖြစ်ဖြစ်အဲစင်းရတဲ့သူပဲဖြစ်ဖြစ်ဗောနော်ဒါပေမဲ့အဲစင်းရတဲ့သူကတော့ပို့ပြီးမှဒီခံရမှာဗောနော်ပို့ပြီးမှဒီအဲပို့ပြီးမှအထိနာပါဗောနော်ဒီ ပိုပြီးအဲချမ်းသာတဲ့တူကြတော့နည်းနည်းတော့ခံတာလားပေါ့နော်အဲဒါမှမဟုတ်တူအခက်ခဲနဲ့တူတော့တူအခက်ခဲနဲ့တူတော့ရှိပါတယ်အဲဘလိုပဲပြောပြောပေါ့နော်ဒီအချိန်ကြီးကောင်းတဲ့အချိန်နဲ့လုံးဝဒီခုလိုမျိုးမကောင်းတဲ့အချိန်ကတော့ဒီကောင်းတဲ့အချိန်ပဲပိုပြီးမှပျော်မှာပေါ့နော်ခုဆိုရင်ဘလိုမှလည်းအဲ့လိုကြီးပျော်နိုင်တဲ့အထဲမှာမပါလို့တော့ကျွန်တော်ပြောချင်ပါတယ် ဟုတ်ကဲ့အဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်ဟုတ်ကဲ့မင်္ဂလာပါ